โอเค lesson 2ပေါ့เนาะဒီဘိုင်းမှာတော့ကျွန်တော် install လုပ်မယ်ပေါ့เนาะ install လုပ်ဖို့ဆိုအရင်ဆုံးကျွန်တော်တို့ blender website ကိုအရင်သွားမယ်ပေါ့เนาะအဲ့တော့ browser တစ်ခုကိုဖွင့်လိုက်ပေါ့ကျွန်တော်ကဒီမှာ chrome browser တော့ဖွင့်လိုက်ပြီအဲ့တော့အဲ့ဒီမှာအဲကျွန်တော်တို့ blender ပေါ့เนาะ blender.org ဆိုပြီးတော့ဒါနေလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီသူ့ရဲ့ blender website ပေါ့နော် blender website တွေရောက်ပါတယ်โอเคဒီမှာအဲ့ဒီမှာမှเนาะဒီမှာ တော့ဒီမှာ download planner 5.0 vita ပေါ့နော်အဲဒီမှာတန်းပြန်နှိပ်လိုက်လို့ရတယ်ပြီးရင်နောက်ကျွန်တော်ဒီအပေါ်မှာ download ဆိုတာရှိ download နှိပ်လိုက်ရပေါ့နော်အဲဆိုသူရဲ့ official အကူအကပေးထားတာ4.5.3ပေါ့နော် okay ဒီဟာပေါ့နော်အဲဒါလည်းအခုကျွန်တော်လက်ရှိအခုတုံးနေတဲ့ဟာပေါ့နော်သူက September 9 2025ပေါ့နော် megabyte အဖြစ်295ပေါ့နော် ambition ခု ကျွန်တော်အခု download မှာကနော်ဒါကရှိပြီးသားဆိုတော့5.4.5.3ပေါ့နော်ဒီဟာကကျွန်တော်မှာရှိပြီးသားဆိုတော့အခု download လုပ်ရှင်းတဲ့တခါလဲအလုံးလဲကြည့်လို့ရအောင်ကျွန်တော်လဲဆန်းပြီးတော့တုံးကျင်တာဆိုတော့ပြီးတော့ကျွန်တော်ဒီ4.0နဲ့အထက်နဲ့5.0အထက်မှာဒါအပြောင်းလဲရတော့ရှိမှာပဲအဲ့တော့ဒီ5.0မှာလဲအပြောင်းလဲလဲရှိတာဆိုတော့ဒါမဲ့သူကလုံးဝ official တော့မဟုတ်သေးဘူးเนาะ beta အနေနဲ့ဒါထွက်ထားဆိုတော့အဲ့အဲ့ဒါလေးလဲဆန်းပြီးတော့တုံးကျင်တာ ਨੇ ကဲโอเคဒီရနေเนาะဒေါင်းလုတ်လုတ်လိုက်မှာပေါ့เนาะဒီမှာတန်းပြီးတော့ဒါဒေါင်းလုတ်လုတ်လိုက်လို့ရတယ်ပေါ့เนาะပြီးရင်ကျွန်တော်ဒီမှာရွေးလို့ရတယ်ပေါ့เนาะကျွန်တော်ဒီမှာဆိုရင်ကိုကဘာလဲပေါ့เนาะကိုကဒီမှာအဲ Mac OS Intel လား Windows လား Windows မှာမှာရှိတယ်ပေါ့เนาะပြီးရင်ကျွန်တော်ဒီမှာ Apple မှာဆိုလဲ Apple Intel Silicon ပေါ့เนาะပြီးရင် Linux ချိမယ်ဖေးဒီမှာကျွန်တော်ဒီမှာကဒီ Mac OS Silicon ပေါ့เนาะ Apple Silicon ဖေးတော့ဒီမှာတန်းပြီးတော့ဒီမှာဒေါင်းလုတ်တော့ဝင်သွားပြီပေါ့ ကျွန်တော်ဒီအောင်မလုပ်ဘူးအဲ့တော့နော်ဒီကနေသွားလိုက်မယ်ပြီးတော့မှ okay ဒီမှာဒီမှာရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ window macOS link နဲ့ပေါ့နော် okay အဲ့ဒီမှာအဲ့ဒီမှာကိုနဲ့ကန့်ညီမဲ့ဟာပေါ့နော်ဒါရွေးပြီးတော့ဒါ download လုပ်လိုက်လို့ရတယ်ဒါပေမဲ့အရင်ထူးထူးခြားခြားကြီးတော့သိမရှိဘူးပေါ့နော်နော်4 4.0နဲ့အထက်ဆိုရင်တော့အပြောင်းလဲအရင်မဖြစ်ဘူးပေါ့နော် 4. 2 4.3အဒီလိုပဲနည်းနည်းနည်းစီပဲဒါပြောင်းသွားတယ်ဗောနော်အဲ့ဒါဆိုရင်ဒါမဲ့ကို5.0နဲ့အထက်ဆိုတော့ဒါနည်းနည်းလေးတော့အပြောင်းလဲတော့ရှိတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီအဲ့တော့ဒီ4.5.0ဖိတာဗောနော်အဲ့ဒါလေးကို download လွှတ်လိုက်ပြီးရင်ကျွန်တော်ခုနပြောနေဒီမှာရွေးလို့ရတယ်ဗောနော်ဟိုကအဲ macOS ဆိုလဲ Intel Silicon လားဗောနော် Windows ဆိုလဲဒီလိုပဲ Windows ဗောနော်ဟို ဟာပေါ်မူတည်ပြီးတော့ဒီမှာ download လုပ်လို့ရတယ်အဲ့တော့ဒီမှာတခါလဲမ download လုပ်လိုက်မ download နှိပ်လိုက်ပေါ့နော် okay ဒါတော့ဒီမှာ download တော့ဝင်သွားပြီ block sheet လဲဆို3 MB ပေါ့နော်3 MB မတော်တခါလဲဒီမှာ internet ကောင်းတယ်လို့ပြောလို့ရတယ်နော် download speed အမြင်တယ် okay ဒီအဲ့တော့ကျွန်တော်ဒီဟာကိုတခါလဲဖြွင့်လိုက်မယ်ပေါ့နော် okay အဲ့ဒီရပြီးတော့ကျွန်တော်ဒီမှာ regulate ထောက်ပြီးတော့ဖြွင့်လိုက်လိုက်ရတယ်ပေါ့နော်ကြွဒီက clinic ချက်ထောက်ပြီးတော့ဒါ open လုပ်လိုက်မယ် โอเคအဲ့တော့ကျွန်တော်ဒီလိုလေးပေါ်လာပြီပေါ့နော်ဒါပေမဲ့ဝင်လို့ user တွေတော့မသိဘူးပေါ့နော်ကျွန်တော်ဒါကတော့ mic user တွေအတွက်ဆိုတော့โอเคအဲ့တော့ကျွန်တော်ဒီဟာကိုဒီထက်ပဲဒီတိုင်းဆွတ်ထည့်လိုက်အဲအဲ့ဆိုရင်သူကဒီမှာအဲ့တော့ blender ရှိပြီးသားဆိုတော့ blender ရှိပြီးသားဆိုတော့သူကဒီမှာ keyboard လုံးမလား stop မလား replace လုံးမလားပေါ့နော်အဲ့တော့ keyboard ဆိုတော့နှစ်ခုတစ်လုံးပဲဒါထားလိုက်ဒါတခုရှိတာနှစ်ခုလုံး blender ကဒီအဲ့တခုတော့ရှိအဲ့နှစ်ခုလုံးသုံးလို့ရတယ်ပေါ့နော် โอเคအဲဆိုရင်ဒါကျဒါရသွားပြီပေါ့နော်ဒါလွယ်လွယ်ကူပဲဒါအရင်သူက open source ဖြစ်တဲ့အတွက်အဲ့တခုတော့ရှိရပေါ့နော်ကျွန်တော် crack version တွေဆိုရင်ကျွန်တော်တို့ရှုပ်နေတာပဲအကုန်လုံးပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုက free သုံးနေတာဟုတ် free သုံးနေတော့ဟိုဒီလို free ရဖို့အတွက်အဲ့လို crack crack version တွေယူအဲဒီလိုမျိုး live ပြီးတော့အဲ့လိုရှုပ်အောင်သုံးရတာပေါ့ဒီမှာ open source ဖြစ်တဲ့အတွက်လွယ်လွယ်ကူပဲ download လုပ်ပြီးတော့ဒါ install လုပ်လိုက်အောင်ပဲ ဘာမှမခဲရင်ဘူးပေါ့နော် Windows ဆိုလဲ Windows ဥစားတွေအတွက်လိုလည်းကိုပဲပေါ့โอเคအဲ့တော့နော်ဒီကမှသွားပြီရောကျွန်တော် planner ကိုကြည့်လိုက်မယ်ဟုတ်ကဲ့။ Okay အဲဒီမှာ planner ဆို planner ကုနာကျွန်တော်အဲဒါ keyboard လောက်လိုက်တော့နှစ်ခွေလုံးပေါ်လာပြီနော်။ဒီ planner 2 2ဆိုရင်ဒါကတော့ကျွန်တော်ခုနောက်လောက်လိုက်တဲ့အဟာပေါ့နော်။အ နောက်လှုပ်လိုက်တဲ့ install လုပ်လိုက်တဲ့ planner ပေါ့နော် okay planner 2ဆိုပြီး okay အဲဒီမှာဒီလိုပုံစံနဲ့ပေါ်လာ okay အဲ့တော့အမှ theme ရွေးမယ် theme ကဘယ်လိုမျိုးရွေးမလဲ like လား okay live ဆိုရင်တော့ဒီလိုပုံစံလေးပေါ့နော်အဲဒီလိုဟာကလည်း၃တော့၃ကြပါတယ်ဒါပေမဲ့အကြိုက်ချင်းတော့မတူဘူးပေါ့နော်အများစုကတော့ဒီ dark ပေါ့နော် ီ language ရွေးလို့ရမှာ language မှာကြည့်လိုက်အများကြီးပဲเนาะ language မှာ okay language မှာကျွန်တော်တို့အာရှပါ PN Thai ဟို Thai တော့ရတယ်เนาะဟို Thai တော့ရ Okay ထားပါလားကျွန်တော်ဒီမှာတော့ English language နဲ့ပဲเนาะပြီးရင် keyboard planner ပေါ့ပြီးရင် mouse mouse letter mouse letter က ဒီ left left click လေးပဲပေါ့နော် okay play save အဲအဆင်ရပြီရပြီဆိုရင်ကျွန်တော်တို့ now blender ဖွင့်လိုက်တာနဲ့သူ့ပုံစံဒီလိုပဲဒါပေါ်မှာပေါ့နော်ကျွန်တော်ဒီပိုင်းဒီပုံစံပဲ okay အဲ့ဒီမှာ by 2D animation scooping story coding ပေါ့နော် VFX video editing okay ဒီမှာတရားတွေရမယ်ပြီးရင်နောက်ပြီးတော့ open ဟိုရဲ့ဟိုရှိပြီးသားဟာဖွင့်မယ်ဆိုတော့ open ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ဒါဘေးကိုကလေးတစ်ချက်နှိပ်လိုက် okay အဲအဲ့ဆိုရင်ကျွန်တော်တို့မြင်ရမယ့်ပုံစံပေါ့နော်အဲဒီမှာကျွန်တော်မြင်ရမယ့် planner ရဲ့ fast speed ပေါ့နော်ပုံစံကဒီလိုပေါ့နော်ပြီးရင်ကျွန်တော် scroll wheel လှိမ့်မယ်ဆိုရင်ဒီလိုပေါ့နော် okay အဲဒါဆိုရဆိုရင်ကျွန်တော်တို့ပြီးရင်ဟောဒီဒီထည့်ရပေါ့ edit ပေါ့နော်အပေါ်ကနေကျွန်တော် edit ထည့်ရပြီးတော့ prefire ကိုနည်းတော့ကြည့်လိုက်မတော့ပြီးတော့ကျွန်တော်တို့မလိုချင်တဲ့ ်ပတိင်းပေါ့နော်ခုနဆိုရင်တင်းပုံစံလေးတည်းဒီမှာချိန်လို့ရမယ်ဒါကတော့ကိုအားရင်အားသူစမ်းကြည့်လိုက်ပါနော်ကျွန်တော်ဒီမှာ user interface မှာဆိုလဲဘလူးလို့ရထားမှာလဲပေါ့နော်ကျွန်တော်ဒီမှာ color လေးတည်းခုမှလည်းကိုချိန်လို့ရတယ် okay ဒီမှာ okay ဒီမှာကိုအားရင်အားသူကိုမှကိုကိုစိတ်ကြိုက်ဒီရက် wasp ပုံစံကိုစိတ်ကြိုက်အကုန်လုံးဒီမှာ change လို့ရတယ်နော်အကုန်လုံးဒီမှာ okay ဒါတွေကတော့နောက်သုံးရင်းနဲ့ဒါတဖြည်းဖြည်းနဲ့တိလာမှာပေါ့နော်ဒါ Okay Okay ဒါဆိုရင်ကျွန်တော်ဒါ install လုပ်ထားပြီးရင် install လုပ်ပြီးတော့ဒီလိုမျိုးဖွင့်တဲ့ပုံစံပြီးရင်တော့ကျွန်တော်ကိုကြိုက်တဲ့ theme ပုံစံလေးခုနဓာတ်မှုတို့ဘာတို့ဒါ change လာလေးဆိုတော့ဒါကတော့အဲအားလုံးအတွက်ဒါအစဉ်ပြေပြီးလို့ထင်တယ်ဒါဆိုရင်ဘာပြောဒါ planner ကိုစပြီးတော့သုံးလို့အစဉ်ပြေရပြီပေါ့နော် Okay အဲ့တော့ဒီ lesson 2ကတော့ဒီလောက်ပေါ့နော် နောက်ပိုင်းကြာရင်တော့ကျွန်တော်ဒီရဲ့ one speed ပုံစံမနော်အဲဒီဟာကိုနောက်အသေးစိတ်နောက် lesson 3ကြာထပ်ပြီးတော့အားလုံး share ထပ်လုပ်ပေးပါ